။စွမ်းဆောင်ရည်ကောင်းမွန်တဲ့လူဆွမ်းရည်မြစ်တွေရယူဖို့နဲ့ထိသိမ်းနိုင်မှုဆိုတာခက်ခဲနေပါပြီ။ Strategy First Institute မှာပြုလုပ်တဲ့ဒီဟောပြောဝေဟာလူဆွမ်းရည်မြစ်တွေဘလို့သတိပြုစရာတွေကိုပြောပြပေးခဲ့တယ်။ပညာတတ်အတိုင်းဝိုင်းတွေထူးချွန်သူတွေဟာပြင်ပနိုင်ငံတွေမှာအလုပ်တော်ရောက်လုပ်ကိုင်နေကြတာတွေကိုကာဝယ်နိုင်မှလစ်ဆန်ရင်းမြစ်ချွတ်တဲ့မှုပြဿနာကိုကင်တွင်နိုင်မှာဖြစ်ပါတယ်။ဟောပြောဝဲမှာဥဆောင်ဆွေးနွေးခဲ့တဲ့ Stanford International University က Professor Dr. Mark Randan ကတော့ လူဆန်ရင်းမြစ်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးအခုလိုပြောကြားခဲ့ပါတယ် I think one of the things for sure that can be done is to မြန်မာနိုင်ငံမှာလူဆန်ရင်းမြစ်စီမံခန့်ခွဲမှုနည်းပညာပိုင်းမှာနိုင်ငံတကာအဆင့်မီအောင်လေ့ကျင့်ခံထားတဲ့လူတွေကနည်းနေတယ်ဒီခြေနေလိုပြုပြင်ဖို့ဆိုရင်သင်ကြားလေ့လာမှုကိုစိတ်ဝင်စားအောင်အခွင့်အလမ်းတွေဖန်တီးပေးရမယ်လူသစ်တွေတေချာစောင့်ချက်ပြီးလေ့ကျင့်ပြုဖို့လိုအပ်ပါလူဆွမ်းရင်းမြစ်နဲ့ပတ်သက်တဲ့ဟောပြောပွဲကိုလာရောက်နားထောင်တဲ့ကုဇုံမိုးဦးကတော့ လုပ်ငန်းတစ်ခုမှာလူဆွမ်းရင်းမြစ်ကဘလောက်ထိအရေးပါတယ်ဆိုတာကိုပြောပြပေးမှာပါ HR ဘိုင်းပေါ့နော်အလုပ်ဒီမှာဆိုလို့ရှိရင်လည်းအခုလေဥစား structure ဖွဲ့တာတို့လူကောင်းရဖို့တို့နော်လူတွေကိုလူကောင်းတွေကိုမထွက်သွားအောင်ထိန်းသိမ်းတာတို့အဲ့တော့အဲ့ဒါတွေကတော့အဓိက challenging လို့ထင်ပါတယ်ဒီပမာဒီမှာလည်းအဲ့ဒါ challenging လို့ဖြစ်ပါတယ်ဒီ manager တွေနဲ့မကောက်အားလုံးဟာပေါ့နော်ဒီ department head တွေပဲဖြစ်ဖြစ်ဒီ co-op က subordinate တွေပဲဖြစ်ဖြစ်ဒီ HR နဲ့ပတ်သက်လို့တိထားရမယ်နားလည်ထားမယ်ဆိုလို့ရှိရင်အလုပ်လုပ်ရတာပို့ပြီးတော့ လွယ်သွားမယ်တယောက်တယောက်နားလည်းလွယ်မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ဒီမော်လီပိုဖြစ်လာမှာပေါ့ဒီ hobby way ပြီးမှာတော့ Stanford International University ရဲ့ signature MBA program အကြောင်းနဲ့ပတ်သက်လို့လည်းဆက်လက်ရှင်းပြခဲ့ပါသေးတယ်